ရခိုင်ပြည်နယ်မကွေးတိုင်းကြားနယ်နိမိတ်ထိဆက်နေတဲ့အမ်ပတန်လမ်းပေါ်ရှိစစ်ကောင်းစီ၏အကြီးဆုံးတပ်စခန်းဖြူဟာကုန်းတစ်ခုဖြစ်နေတဲ့နယ်ရီကန်စခန်းကိုအင်အားအလုံးကြီးနဲ့ပိတ်ဆို့တိုက်ခိုက်နေတယ်လို့အော်တိုဘာလ7ရက်နေ့မှာသတင်းရရှိထားပါတယ်။မကွေးတိုင်းငဖဲမြို့နယ်အမ်ပတန်လမ်းပေါ်မှာရှိတဲ့နယ်ရီကန်ဖြူဟာကုန်းကိုအရခတ်တက်တော် AA အပါအဝင်တော်လိုင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေထံကပြောကြားပါရယ်။နယ်ရီကန်ဖြူဟာကုန်းစခန်းမှာစစ်ကောင်းစီတပ်အင်အား900ဝန်းကျင်ရှိပြီး လက်နက်ခဲယမ်းများနဲ့ရိတ်ခါများကိုယခုရက်ပိုင်းအတွင်းလေကြောင်းမှတဆင့်လာရောက်ပို့ဆောင်ပေးနေတယ်လို့သိရပါဗျ။အော်တိုဘာလာစနေရနေ့ညနေပိုင်းကဗရန်ဒေတာဂုတ်ကြီးရွာနီးမှာတိုက်ပွဲတွေစတင်ဖြစ်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်းစီတပ်ကအာရခတပ်တော် AA ရဲ့စခန်းသုံးခုကိုထိုးစစ်ဆင်သိမ်းပိုင်နိုင်ခဲ့ပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းအာရခတပ်တော် AA တပ်သားအလောင်းလီလောင်လက်နက်မျိုးစုံ9လက်ကြီးအင်ကြီးစံများဘန်ကာ9လုံးနဲ့ဆက်ဆက်ပစ္စည်းများတင်းစီရရှိခဲ့ပြီး စစ်ကောင်စီတပ်သားတအူကြာဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။တင်းစီရမိတဲ့စကမ်းတွေဟာစစ်ကြေးကောက်ဖို့အပြင် ထွက်ပြေးနေတဲ့အေးအေးအဖွဲများအားဖမ်းဆီးရန်အတွက်ရည်ရွယ်တိစောက်ထားတာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကြောင့်အေးအေးတွေဟာစုခွာထွက်ပြေးနေပြီဆိုတဲ့သတင်းတွေလည်းဇက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။အော်တိုဘာလ16ရက်နေ့မှာတော့တိုက်ပွဲရဲ့ဗဟိုချက်ဖြစ်တဲ့နယ်ရိတ်ခံပြူဟာစခန်းမှာစတင်ပြီးတော့ပြစ်ခတ်မှုတွေရှိလာခဲ့ပါတယ်။အာရခတက်တော် AA နဲ့ PDF အဖွဲများဟာ အင်အားအလုံးရင်းနဲ့နရီကန်ပြူဟာစကန်ရဲ့ပင်မာကုန်းကိုလာရောက်တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒို့ပေမဲ့တမတော်ရဲ့မစုံမနစ်ပြန်လည်ခုခံထိုးစစ်တိုက်ခိုက်မှုတွေကြောင့်ရန်သူတွေဟာအကြဆုံးများစွာနဲ့စုခွာထွက်ပြေးသွားရတယ်လို့သိရပါတယ်။တစ်ဆက်တည်းမှာပဲအမ်ဗဒန်လန်ပိုင်းနရီကန်ပြူဟာစကန်အနီးကအေအေစကန်တစ်ခုကိုရှင်းလင်းရမှာလဲတမတော်ကလက်နက်16လက်နဲ့ခဲယမ်းတွေထပ်မံရရှိခဲ့ပါတယ်။အော်တိုဘာလ18ရက်နေ့19ရက်နေ့တွေမှာတော့ အေအေဘက်ကနိုင်ရကံကိုတိမ့်ပိုက်ပြီဆိုတဲ့သတင်းမှားတွေထုတ်လွှင့်ခဲ့ပေမဲ့စစ်မြေပြင်အခြေအနေနဲ့တခြားစီဖြစ်နေခဲ့ပါတယ်။အော်တိုဘာလ၁၈ရက်နေ့အခြေအနေအရအေအေနဲ့ PDF တွေဟာစခန်းရဲ့မီတာ6000အနီးကိုပင်မကန့်နိုင်ပဲစုပ်ခွာနေရတယ်လို့သိရပါတယ်။အော်တိုဘာလ၁၉ရက်နေ့နနက်၁၇နာရီရရှိတဲ့သတင်းတွေအရအေအေနဲ့ PDF အဖွဲ့များဟာအကြမ်းဆုံးများစွာနဲ့ဆက်လက်စုပ်ခွာလျက်ရှိပြီးစခန်းရဲ့မီတာ9000ခန့်အထိရှင်းလင်းပြီးဖြစ်တယ်လို့သိရပါတယ်။ အော်တိုဘာလ19ရက်နေ့မှာတမန်တော်ကနေမြေရှင်းလင်းရေးဆက်လက်လှုပ်ဆောင်ခဲ့ရမှာစကန်ရဲ့မီတာ9500အကွာက AA ရဲ့စကန်ဘုံတစ်ခုကနေဒရုန်းသုံးစီးတက်လာတာကို တွေ့ရှိရခဲ့ပြီးဒရုန်းကန်းနဲ့ပြစ်ချဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒရုန်းလှုပ်တင်တဲ့စကန်ကိုရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီးနေမိုင်းရှစ်လုံးပြစ်ကျင်းတရာချင်းဘန်ကာ30လုံးအပအဝင်အများပြားသိမ်းဆည်းရရှိခဲ့ပြီးစစ်ကောင်မရှင်တပ်သားတအူဒဏ်ရာရရှိခဲ့ပါတယ်။စိတ်သက်သာနေတဲ့ AA တွေကိုလှုပ်ဆော်ဖို့အတွက် စခန်းသိမ့်ပြီဆိုတဲ့လိန်ညာသတင်းတွေကိုအကြိမ်ပေါင်းများစွာမကမီဒီယာများစွာကဖော်ပြခဲ့ကြပါတယ်။နောက်ထပ်သတင်းအနေဖြင့်တန်းဆက်အရှိချမ်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတန်းဆက်မြို့နယ်မှာစစ်ကောင်မရှင်တပ်နဲ့ PDF တပ်တွေကြားတိုက်ပွဲတွေဖြစ်နေတယ်လို့ဒေတာခန့်သတင်းရင်းမြစ်အချို့ကပြောကြပါဗျ။ဒီကနေ့အော်တိုဘာလ20ရက်နေ့မနက်ပိုင်းမှာတန်းဆက်မြို့အရှိတ်ဘတ်ချမ်းမှာ စစ်ကောင်မရှင်တပ်ကစစ်ရေးလှုပ်ရှားနေတာတွေကြောင့်တိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါရယ်။မနက်ကတန်းဆက်အရှိချမ်းမှာတိုက်ပွဲတွေဖြစ်နေတယ်လို့တန်းဆက်ဒေတာခန့်သတင်းရင်းမြစ်ကအေယာဝတီသတင်းဌာနထံသို့ပြောကြားပါရယ်။စစ်ကောင်စီတပ်နဲ့မြို့ရှိဘက်ချမ်းမှာတိုက်ပွဲတွေဖြစ်နေတယ်ဆိုတာကိုတန်းဆက် PDF တာဝန်ရှိသူကလည်းအတည်ပြုထားပါရယ်။ဒါ့အပြင်တန်းဆက်မြို့နယ်ရဲ့အနောက်ချမ်းကံမထူးကျေးရွာအနီးမှာစပိုင်းဘောလုံးလို့ယူဆရတဲ့အရာမြင်တွေ့ခဲ့ရတယ်လို့ဒေတာခန့်တအူးကပြောပါရယ်။မနက်7:00နာရီလောက်မှာတွေ့တာ မိဘုံပြဆိုရင်မြောက်လေတိုက်တာမို့တောင်ကနေမြောက်မလာဘူးလက်ထီးလက်မဘက်ကနေလာတာလို့တန်းဆယ်မျိုးကန်တအူကပြောပါရယ်ဒါပေမဲ့အဲ့ဒီအချက်နဲ့ပတ်သက်ပြီးအရာဝတီသတင်းဌာနအနေဖြင့်တိကျအတိပြုနိုင်ခြင်းမရှိသေးကြောင်းစစ်ကောင်းမရှင်တပ်ဟာကမ်းပလူမျိုးနယ်ကနေတန်းဆယ်မျိုးနယ်အရှိချမ်းကအတ်တော်တဲကုံကျေးရွာတွေကိုစစ်ရေးလှုပ်ရှားမှုတွေဇက်တိုက်ရှိနေတယ်လို့ဒေတာခန့်တွေကပြောပါရယ်အတ်တော်မှပြီးခဲ့တဲ့တပတ်ကစလို့အင်အားဖြည့်တာရှိတယ်အရင်ရှိပြီးသားအင်အားနဲ့ဆို250လောက်ရှိတယ် တန်းဆက်ရေးဥပက္ခကိုစစ်ကြောင်းထိုးမယ်လို့ယူဆရတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောကြားပါရယ်အော်တိုဘာလာတရနေ့ကတန်းဆက်ရေးဥလမ်းပိုင်းစုံမုံရေးထိုးစစ်ဆင်လာတဲ့စစ်ကောင်မရှင်တန်းနဲ့ PDF တက်တွေထိတွေ့တိုက်ပွဲဖြစ်ပြီး PDF တက်တွေအထိနာကဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းမှာအမှတ်36တဲ့ချင်းမြန်တရင်ခမာရ36တဲ့နဲ့ပြူစောတိအင်အား200ဝန်းကျင်ပါတယ်လို့ပေါ်ဦးစစ်ကြောင်းကအတည်ပြုထားပါရယ် နောက်ထပ်သတင်းအနေဖြင့်နမ်ဆန်လေးချောင်းတိုက်ခိုက်မှု TNL 6ဦးသေဆုံးကြောင်းသတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့နယ်ကွယ်ဟဲကျေးရွာကိုစစ်ကောင်မရှင်တပ်ကလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာ TNL 6ဦးသေဆုံးပြီး4ဦးဒဏ်ရာရရှိခဲ့ပါတယ်။ကွယ်ဟဲကျေးရွာကိုအော်တိုဘာလ18ရက်နေ့ည8:25နာရီမိနစ်မှာပေါင်250ပုံနှလုံးလာကျဲခဲ့တာလို့ဒေသခံပြည်သူတွေကပြောကြားပါတယ်။ စကောင်းစီဟာမင်းညာပိုင်းမှာလဲရှမ်းပြည်နယ်မြောက်ပိုင်းကနမ်ဆန်နမ်တူ နောင်ကျုံနဲ့ကြောင်မဲမြို့နယ်တွေကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တီအန်အန်လီဟာ2023အောက်တိုဘာလ29ရက်နေ့ကစတင်ခဲ့တဲ့တေတုံညာနှစ်ခွန်စစ်စင်ရေးနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့တီပေါ်နမ်ဆန်မိုင်းလုံမိုးမိတ်မန်တုံနမ်တူကွက်ခိုင်နောင်ကျုံနမ်မခန်မိုင်းငေါ်မြို့နယ်မန္တလေးတိုင်းကမိုးကုံမြို့တို့ကိုတင်ယူခဲ့ပါတယ်။ အဲ့ဒီမြို့နယ်တွေတဲကနောင်ကျုံမြို့ကိုပြီးခဲ့တဲ့ဇူလိုင်လမှာစစ်ကောင်မရှင်တပ်ကပြန်လည်တင်ပိုက်ခဲ့ပြီးအော်တိုဘားလာ၁ရက်နေ့မှာကြောင်မဲမြို့နယ်အော်တိုဘားလာ၁၅ရက်နေ့မှာတီပိုးမြို့တို့ကိုထပ်မံသိမ်းယူခဲ့ပါတယ်။အော်တိုဘားလာ၁ရက်နေ့ကနေ၁၈ရက်နေ့အထိစစ်ကောင်မရှင်တပ်ကမိုးကုံ၊မန်တုံမြို့နယ်၊မိုင်းငောမြို့တို့ကိုတကြိမ်စီမိုးမဲမြို့နယ်ကြောင်မဲမြို့ကို၃ကြိမ်နမ်တူမြို့နယ်တီပိုးမြို့ကို၅ကြိမ်မိုင်းလုံးမြို့နယ်နမ်ဆန်မြို့ကို၄ကြိမ် စုစုပေါင်း28ကြိမ်လေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာ TNL တပ်ဖွဲ့ဝင်15ဦးနှင့်အထက်တေဆုံးပြီး40နီးပါးဒဏ်ရာရရှိခဲ့ပါတယ်။နောက်ဆုံးသတင်းအနေဖြင့်မင်းလာမျိုးနယ်မှာတက်ချင်းရံသွားသည့်စစ်ကောင်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရကြောင်းသတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမင်းလာမျိုးနယ်မှာတက်ချင်းရံသွားသည့်စစ်ကောင်မရှင်စစ်ကြောင်းကိုမင်းဘူးခရိုင်အမှတ်နှစ်တရင် PDF များကခိုးချောင်ခိုးဝက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံပြည်သူတအူးကပြောပါရယ်။ အော်တိုဘာလာ16ရက်နေ့မွန်လယ်3:30မိနစ်ခန့်ကမလွန်ရွာရှိကားပါစနှစ်မှတက်အချင်းပြောင်းလှုပ်ရန်ထွက်လာတဲ့အင်အား40ခန့်ပါတဲ့စစ်ကားနှစ်စီးကိုမင်းလားမျိုးနဲ့လက်ပံတကားကြေးရွာတရက်အုပ်လန်းကွဲစတင်ကြောင်းအနည်းမှာဝတ်တုံဦးဆောင်တဲ့အကြမ်းဖက် PDF အဖွဲ့ကခိုးချောင်ခိုးဝက်တိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲမှာညနေ4:05မိနစ်အချိန်ထိဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်အကြမ်းဖက် PDF 12ဦးတေဆုံးပြီး26ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်းမရှင်ဘက်မှစစ်ကား၂စီးလဲပျက်စီးသွားတယ်လို့သိရပါတယ်။တိုက်ပွဲတွင်အကြမ်းဖက် PDF တပ်ခွဲမှုဝတ်တုံမှဒဏ်ရာရရှိထားပြီးမပြေးနိုင်တော့တဲ့ဖြစ်လက်အောက်ငယ်သားအကြမ်းဖက် PDF များကိုတပ်ပြန်ဆုတ်ခိုင်းခဲ့ကြောင်းဒဏ်ရာအပြင်းထန်ရရှိ၍မပြေးနိုင်တော့သည့်အကြမ်းဖက် PDF တပ်ခွဲမှုဝတ်တုံကစေးကြောင့်ပြီးလက်ပြမိုင်းကို ဖောက်ခွဲ၍သူ့ကိုယ်သူအဆုံးစီရင်သွားတယ်လို့သိရပါတယ်။ရင်းတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိသူ26ဦးထဲမှဒေသခံများ၏ပြောကြားချက်အရ8ဦးထက်သေးဆုံးပြီး တအူးမှလည်းလက်ပြတ်ထွက်သွားတယ်လို့သိရပါဗျ။ဒါအပြင်တပိတ်ချင်းမြို့နယ်အတွင်းမှာအကျန်းဖတ်တောင်းချမ်းသူ TNL နဲ့မန္တလေး PDF ပူပေါင်းအဖွဲ့တွေလှုပ်ရှားနေတဲ့ဖော်တော်လမ်းစုံအနည်းရှိဆက်ဆက်နယ်မြေများကိုပြီးခဲ့တဲ့ရက်များအတွင်းစစ်ကော်မရှင်ကစစ်စင်ရေးအရှိန်မြင့်ဆက်လက်ရှင်းလင်းခဲ့ပါဗျ။ဒီရှင်းလင်းရေးအတွင်းမှာရန်သူအဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတမတော်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ရန်သူဘက်ကအထိနာခဲ့တယ်လို့သိရပါဗျ။ နေမြေရှင်းလင်းမှုအတွင်အကြမ်းဖက်တောင်းကျမ်းသူ TNL မန္တလေး PDF အဖွဲ့ဝင်၃လောင်းကိုရရှိခဲ့ပြီးရန်သူထံမှလက်နက်ခဲယံအများပြားကိုလည်းတင်စီရရှိခဲ့ပါတယ်။